မင်္ဂလာနနစ်ခင်ပါတာယာရောနေတီထဲမှာကျမ်းမာစွာနိုးထခွန့်ပေးလို့အသက်ရှင်ခွန့်ပေးတဲ့ဘုရားရှင်ရဲ့နာမတော်ကိုဆေးဥစွာချီးမွမ်းပါれနာမတော်ပုံကြည်ပါစေဒီကနေ့လောကကြီးဟာအမတမပုတ်ပြက်ပြီးတော့မှဆုတ်ပြတ်တတ်နေတဲ့အချိန်ကာလကို ရောက်နေပြီဖြစ်ပါれများစွာသောသူများအသက်တာထဲမှာအချင်းပြက်ပြီးတော့မှဖျားမတိတရားမတိမိမိ ကြိုက်တယ်လို့အသက်ရှင်နေကြတော့တဲ့ကာလအချိန်မှာဒီနေ့ဥက္စာကိုပဲစီးဘူးဥက္စာကိုပဲအတိတ်ကထားပြီးတော့မှငွေကြေးကိုပဲအတိတ်ကထားပြီးတော့အသက်ရှင်နေတဲ့ကြာကာလထဲမှာပဲဘုရားရှင်ကယုံကြည်သူများကိုတံပိုးရှိတော်သူဟာဘယ်သူလဲဆိုတာကို ပြောပြနေပါတယ်တုတ်တန်ကျန်အခန်းကြီး24ကိုဖတ်ကြည့်တဲ့အခါမှာ ကောင်းတော်အတေကိုများစွာသောဥစ္စာထက်တာ၍ရွေးစရာကောင်း၏သူတပါဆုံးမဲ့ချင်းကျေးဇူးသည်ဆွေငွေထက်တာ၍ကောင်း၏ကောင်းတော်အတရေဆိုတာကအတ္တတာထဲမှာဖျားရပြီဖျားရှိပြီးတော့မှအရာခတ်သိမ်းမှာကောင်းတော်အတေနေထိုင်တဲ့အခါစားတောက်တဲ့အခါတွားလာတဲ့အခါလှုပ်ရှားတဲ့အခါ လူရီနဲ့ပေါင်တင်ဆက်ဆံတဲ့အခါမှာပဲဖြစ်ဖြစ်ဖြောင်းမှန်ကန်စွာအသက်ရှင်တော်သူတနည်းပြောရမယ်ဆိုရင်တော့နားလည်မှုအပြည့်နဲ့အသက်ရှင်တော်သူကောင်းတော်အတရေတဲ့အဲ့ဒီကောင်းတော်အတရေရှိတော်သူဟာများစွာသောဥစ္စာထက်တာ၍ကောင်းတယ်နော်လောကမှာဘလောက်ပဲချမ်းသာကြွေဝပြီးတော့မှဘလောက်ပဲဆွေငွေဥစ္စာတွေတိုက်တာအဆောက်အအုံတွေ ကားဒီပိုင်ဆိုင်နေရပေမဲ့အချစ်မကောင်းမှုဆိုရင်အဲ့ဒီဟာကရွေးစရာမကောင်းဘူးလို့ပြောချင်တာဖြစ်ပါတယ်အဲ့တော့ပြောချင်တဲ့အရာဒီကျွန်တော်တို့အတ္တတာထဲမှာဆွေးငွေဥစ္စာပစ္စည်းစီးစိမ်တွေထက်တော့တဲ့ကောင်းတော်အတ္တကြီးကောင်းတော်အချစ်ကောင်းတော်ချင့်ကြံပြုမှုချင်းကောင်းတော်လုဆောင်ချင်း နားလည်မှုရှိခြင်းတဦးကိုတဦးမြေတာထားခြင်းကတာလင်တာ၍ရွေးစရာကောင်းတယ်ဒါပေမဲ့မြားစော်တော်လူဒီကရွေးတလားဆိုရင်မြားစော်တော်သူဒီကအဲ့ဒါကိုမရွေးဘူးပစံတာရမင်းငွေချေးတာရမင်းမိသားစုအဆင်ပြေမင်းဒါမှမဟုတ်ရာထူးစည်းစိမ်တာတိုးသွားမယ်ဆိုရင်တော့ပါမစိုးလုတ်ချင်တဲ့အချိန်ကာလဖြစ်ပါတယ်။ဒါကြောင့်မလို့ချစ်တော်ညီကောင်မောင်တို့များယုံကြည်သူများအနေနဲ့ကျွန်တော်တို့က တာကိုနားလေသဘောပေါက်ထားဖို့ရန်အရေးကြီးပါတယ်တက်မစီးစိန်ဥစ္စာဆွေငွေမရှိပေမဲ့ကောင်းတော်အတရေကောင်းတော်အချစ်ဒီလာရှိတော်သူဖြစ်မယ်ဆိုရင်တော့ဖရာသခင်ကတော့ဘယ်တော့မှမမိတ်ဘူးဆိုတာဒီနေ့ယုံကြည်သူများကိုခွန်အားပေးချင်ပါတယ်နော်ယောတထာကျွန်ဖြစ်ပါတယ်သူများအိမ်မှာသူများကြွေးလို့သူများကြွေးမှစားရတဲ့အစာကိုစားရတယ်ခိုင်းတော့ခိုင်းတဲ့အလုပ်ကိုလုပ်နေရတဲ့ ဂျွန်ဘဝဖြစ်နေပါတယ်ဒါပေမဲ့တူဟာတဲ့နှစ်လိုပွေတော့အတရေရှိတော်သူလို့ပြောတယ်နော်နှစ်လိုပွေတော့အတရေရှိတော်သူယဉ်ကျေးတော်အရှင်းတရားရှိတယ်တဲ့အဲ့ဒါကြောင့်သူ့ရဲ့အတ္တတာထဲမှာအဲ့ဒီအတရေဟာဂျွန်ဖြစ်နေပေမဲ့မျက်နှာတာကိုရစေတယ်ဟာလေလုယာအဲ့ဒါတိတ်အရေးကြီးပါတယ်အဲ့မဲ့လူတွေရဲ့တပါဝကပါလဲဆိုတော့ဒီနေ့ပတ်စံရှိတဲ့သူတွေ ငွေကြေးရှိတဲ့သူတွေစည်းစိမ်ရှိတဲ့သူတွေတမမမရာထူးကြီးတဲ့သူ ရုပ်ကြီးချုံမောတဲ့သူတာရီကိုလူတွေကမျက်နှာသာပေးတတ်ကြပါတယ်ဒါပေမဲ့ဖယားကတော့အဲဒီဟာရီထက်ဖယားမျက်နှာသာပေးချင်းခံရတဲ့သူတွေဟာနှလုံးလှပပြီးတော့မှ ကောင်းတော်အတရေနဲ့ပြည့်စုံတော်သူတွေတာလင်ဖြစ်တယ်ဟာလေလုယာယောသက်ကိုကြည့်ပါရင်ကျေးသောအစင်တရန်ရှိတဲ့ယောသက်ကိုဖယားရခင်ကထောင်ထဲကနေချီးမြှောက်တာမဟုတ်ဘူးလား ဒါဝိကိုလည်းကြည်ပါတိုးထဲမှာတိုးချောင်းနေတဲ့တိုးချောင်းသားအယက်ပူပူစပင်နီနီနဲ့ဒါပေမဲ့ဖရာရခင်ကသူ့ကိုချီးမြှောက်တော်တာပဲဆိုတော့ချစ်တော်ကြီးကိုမောင်နှမကြီးခမည်းပညာတတ်တာပညာရှိတာအရေးမကြီးဘူးငွေကြေးရှိလားငွေကြေးမရှိတာအရေးမကြီးဘူးချမ်းသာလားကြွေဝလားတာအရေးမကြီးဘူးဆင်းရဲလားအရေးမကြီးဘူးအရေးကြီးဆုံးကတော့ကောင်းတော်အကျင့်တီလာနဲ့အသက်ရှင်တော်သူဖြစ်ဖို့လိုတယ်ကောင်းတော်အကျင့်တီလာ သူများဒီမှာနောက်ထပ်ပါပြောလဲဆိုတော့သူတပားစုံမဲ့ချင်းဂျေစုဒီဆွေငွေထက်တာ၍ကောင်း၏တဲ့သူတပားစုံမဲ့ချင်းဂျေစုအာသူတပားကတီလူလာပြီဆိုရင်အာအဲ့ဒီလူလာလာဆိုတော့မြင်ချင်းတွေ့ချင်းနဲ့စိတ်ဆန္ဒရှိနေဖို့အရေးကြီးတယ်ဟာဟောလူလာပြီဆိုတော့ပုံကြပုံကြတီလူလာရင်တော့မလွယ်ဘူးအဲအဲ့လိုမျိုးဆိုရင်တော့စဉ်းစားကြည့် ခင်ဗျားလာပြီးဆိုဒီကောင်းလာပြီးလေပိုးတော့မယ်အဲဒါမှမဟုတ်ဒီကောင်းလာပြီးဘာများပြောအောင်မလဲမသိဘူးဘာများဖွက်အောင်မလဲမသိဘူးဘာများချေအောင်မလဲမသိဘူးဘာများပြောအောင်မလဲမသိဘူးဆိုတဲ့အတ္တတာမျိုးကတော့မကောင်းဘူးဗျဒါကမကောင်းဘူးအဲ့ဒီအတ္တတာမရှိတဲ့သူဒီဟာပတ်သူဒီလဲဆိုတော့သာရဖျားကိုကိုးစားတော်သူသာရဖျားကလည်းခေလုံတော်သူနော် အဲ့ဒါမှသာလေကောင်းလို့အတေရမှာဘာလို့လဲဆိုတော့ခရစ်တော်ကအထဲမှာအုပ်စိုးလာပြီးဆိုရင်တော့အထဲကလူကအလိုလိုလုတ်သွားလိုက်မယ်လူရဲ့အကျင့်တီလကတော့မကောင်းပါဘူးလူကလိမ်မညာမတမမှုရင်အာတနေ့တနေ့ကိုမကောင်းတာလုံမတမမှုရင်တနေ့တနေ့ကိုမလိမ်ရရင်မနေပေါ့နော်မနေနိုင်ဘူးဒါပေမဲ့အထဲကခရစ်တော်ကနေရယူလာပြီးအထဲကခရစ်တော် ကနေရယူပြီးတော့မှနှုတ်ကပတ်တော်ကြီးစိုးနေပြီးအုပ်စိုးနေပြီးဆိုရင်တော့တဲ့အထက်ကနေကောင်းတော်အတရီတက်တည်ဖြစ်လာမှာဖြစ်ပါလေ။ဒါကြောင့်ဒီနေ့များစွာသောအုပ်စာထက်အကောင်းဆုံးသောအရာဟာတဲ့ကောင်းတော်အကျင့်တီလာနဲ့အသက်ရှင်တော်သူဖြောင်းမမှန်ကန်စွာတော်လာအသက်ရှင်တော်သူ သူတပားကစုံမဲ့ချင်းနော်သူတပားကအပေါင်းဖို့လုတ်ချင်တာပေါ့နော်သူတပားကပေါင်းချင်တယ်သူတပားကလည်းသူ့ကိုအကြောင်းမျိုးမျိုးဆိုပြောချင်တယ် အဲ့လိုမျိုး ဖြစ်နေတဲ့အတ္တတာမျိုးကတာ၍ကောင်းတယ်ရွေးစရာတိတ်ကောင်းတယ်လို့နှုတ်ကပတ်တော်မှာတုံသင်သွားတယ်ဒါကြောင့်ခြေတော်ညီကောင်မတော်များအနေနဲ့ဒီနေ့ကျွန်တော်တို့ရဲ့အတ္တတာများကိုဆင်ခြင်ပြီးတော့မှဘယ်လိုအတ္တတာအသက်ရှင်နေတယ်လေဆိုတာကိုဆင်ခြင်နိုင်ဖို့ရန်အတွက်နှုတ်ကပတ်တော်နဲ့ခေါနာပေးချင်တာပဲဖြစ်ပါတယ်ကျမ်းနာတော်သူအရောက်စီတိုင်းကပေါ်မှာဖျားရခင်ကောင်းချီးပေးပါစေအာမင်